ီချိုယောဂရှင်နေရနည်းနည်းတော့တန်ကြလာပြီဆိုလို့ရှိရင်ပြဿနာလေးတွေကိုပြောလို့ရှိပါရဲ့နော်ဆရာရဲ့အစာမကျေဘူးရင်ငေါတောက်တဲ့ဗိုက်ကယ်တဲ့ရင်ပူတဲ့ဒီလိုမျိုးဝမ်းမပြဿနာပေါင်းများစွာကိုပြပြလေးရှိပါရဲ့နော်နောက်ပြီးတော့စီချိုကိုလည်းကောက်ကောက်မထိန်သိမ်းနိုင်ဘူးတက်တက်နဲ့ကြာလာပြီဆိုလို့ရှိရင်နောက်ဆက်တွဲကျန်းမာရေးပြဿနာတွေဖြစ်တတ်တယ်ဆိုတာကိုစီချိုယောဂရှိတဲ့သူတိုင်းကသိပါရဲ့နော်အဲဒါကြောင့်ဒီနေ့မှာတော့စီချိုယောဂရှိတဲ့သူတွေမှာတွေ့ရတတ်တဲ့ဝမ်းမပြဿနာတွေအကြောင်းကိုပြပြပေးသားမှာဖြစ်ပါရဲ့နော် ညီမရဲ့ဗီဒီယိုလေးကိုမစားခင်မှာညီမရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါ on ခဲ့လို့နေပါနဲ့အောင်နော်။ပါကြောင်ဝမ်မပြတနာရေခန်းစားနေရတယ်ဆိုတာကိုပြပြပေးပါမယ်နော်။ပြရမယ်ဆိုလို့ရှိရင်နော်စီကျုပ်ယောဂါကတတန်ကြလာလေလေအမျိုးအစားတစ်ပဲဖြစ်ဖြစ်နှစ်ပဲဖြစ်ဖြစ်ကိုရီးယားကိုရီးအင်္ဂါတွေကိုအနည်းနဲ့အများတော့ထိခိုက်စေနိုင်ပါတယ်နော်။အဲ့ဒီအထက်မှာအစာရင်နဲ့ဥလဲကြောင်းနဲ့ပါပါတယ်။နောက်ပြီးတော့စီကျုပ်ကြောင်းအဖြစ်များသောပြဿနာကတော့အာရုံကြောထိခိုက်တာပဲဖြစ်ပါတယ်နော်။ စီချိုကြောင့်အာရုံကြောထိခိုက်တဲ့အခါမှာခြေပြားလက်ပြားကြီးထုတ်ကျင်လာတော့ပဲလူတိုင်းကသိတာပါနော်လူသိနေတာကတော့ထိခိုက်တဲ့အာရုံကြောတွေထဲမှာအဆိုင်နဲ့ဥလန်းကြောင်ကအာရုံကြောတွေပါပါရဆိုတာကိုပါပဲနော်အဆိုင်နဲ့ဥလန်းကြောင်မှာလည်းအာရုံကြောတွေရှိပါရဲ့နော်ဒီအာရုံကြောတွေဟာဆိုလို့ရှိရင်ဥလန်းကြောင်လှူရှာမှုတွေကိုထိချုပ်ပေးပါတယ်အဲဒါကြောင့်ဒီအာရုံကြောတွေထိခိုက်သွားတဲ့အခါမှာအဆာမျိုးအခတ်တာဝမ်ရှုတာတွေကိုဖြစ်စေပါရဲ့နော်အဲဒါကြောင့်စီရယောဂရှင်တွေမှာအဖြစ်များတဲ့ဝမ်ပြဿနာတွေကိုပြပြပေးပါမယ် ပထမဦးဆုံးကတော့စကြည့်ရေပြန်တက်တာရဖြစ်ပါရဲ့เนาะစကြည့်ရေပြန်တက်တာကို acid reflux လို့ခေါ်ကြပြီးတော့ရေမှုလည်းပြောကြပါရဲ့เนาะအဆိုင်ထဲမှာ hydrochloric acid လိုမျိုး acid အပြင်အစတစ်မျိုးရှိပါတယ်ပုံမှန်เนาะ acid ဟာဆိုလို့ရှိရင်အဆိုင်ထဲမှာရှိနေရမှာပါ အဆိုင်လေးကနေအကြောင်းတစ်ခုခုကြောင့်အဆိုင်မြို့နယ်ကိုဆက်နက်လာပြီဆိုလို့ရှိရင်စကြည်ပြန်ယောဂဖြစ်ပြီးတော့ရင်မူတဲ့ဝေဒနာကိုခံစားရမှာဖြစ်ပါတယ်နော်ဒီယောဂဆိုလို့ရှိရင်အစည်းအဝေးရှိပြီးတွင်းတင်းကြတော့ကကောင်မထိုင်နိုင်တဲ့သူတွေမှာတွေ့ရများပါတယ်နောက်ပြီးတော့အဝါလွန်နေတဲ့စည်းရယောဂရှင်တွေမှာလည်းဖြစ်တတ်တာကိုတွေ့ရပါတယ်နော်တခါတလေဆိုလို့ရှိရင်နော်ရင်မူတယ်လို့မပြောဘဲနဲ့ရင်ပန်းအောက်တဲ့လက်ဘင်းမှာတဆုတ်ဆုတ်နဲ့အစာမျိုးရတာနေနဲ့ စားတဲ့လက္ခဏာတွေကိုပြတ်တက်ပါသေးရဲ့နော်ဒီလိုစက်ကြည့်ပြန်နေတာမကောင်းပါဘူးနော်ရင်မူတဲ့အတွက်ခန်းသူမှလည်းနေရထိုင်ရတာမသက်သာတယ်လို့ရေရှည်မှာအဆိုင်ရမျိုးဆဲတွေနဲ့အဆစ်တန်ကြောင့်ပျက်စီးပြီးတော့ကင်ဆာဘက်ကိုပြောင်းနိုင်ပါရဲ့နော်ကုသနီတွေကတော့အဆိုင်ဈေးတွေပေးတာနေထိုင်စားတောက်ပုံပြောင်းလဲတာစီးကျုံမတက်အောင်ထင်းထင်းသိသိစားတာအပူအဆက်တွေရှောင်တာဝေးချတာစလိပ်ဖြတ်တာစားတာတွေကိုလောကပါမယ်နော်တချို့သူတွေမှာဆိုလို့ရှိရင်နော်ခွဲစိတ်ကုသတာမျိုးတွေလည်းရှိပါတယ် နောက်ထပ်ပြဿနာတစ်ခုကတော့ဘိုက်ကေတာရဲ့ဖြစ်ပါရဲ့เนาะအဆိုင်တဲအစာကအချိန်တစ်ခုရောက်လာတဲ့အခါမှာအဆိုင်တဲကိုဆက်စင်သွားရပါတယ်ဒီလိုမျိုးဆက်မစင်မဲနဲ့အဆိုင်တဲမှာရှိနေတဲ့ပြဿနာကိုတော့ gastro paresis လို့ခေါ်ပါရဲ့เนาะသူရဲ့လက္ခဏာတွေကတော့ပြိုတာအန်နာယင်ပြေတာဘိုက်ကေတာဘိုက်အောက်တာအစာမစားနိုင်တော့ဘဲနဲ့တဖြည်းဖြည်းပိန်လာတာစကြင်ရေဆန်တဲ့ပြီးတော့ယင်ပူတာစရတွေပဲဖြစ်ပါရဲ့เนาะ ဒါတွေကတော့စီချိုတန်ကြလာတာနဲ့အများဖြစ်နိုင်တာဖြစ်တဲ့အတွက်ကြောင့်စီချိုထိနိုင်တာမထိနိုင်တာနဲ့မဆိုင်တော့ပါဘူးเนาะ။ဘာကြလဲမသိပေမဲ့အမျိုးသမီးတွေကအမျိုးသားတွေတပိုးဖြစ်များပါတယ်။နောက်ပြီးတော့အမျိုးအစားသစ်စီချိုယောဂရှင်တွေကအမျိုးအစားနဲ့စီချိုယောဂရှင်တွေတက်ပိုးဖြစ်တတ်တာကိုလည်းတွေ့ရပါတယ်เนาะ။ကုသနည်းတွေကတော့စားသောက်ဟုတ်ပုံစံပြောင်းလဲတာကျွေရတဲ့အစားအစာတွေစားတာအစီများတာအမြင်တတ်များတာတွေကိုဆော့ရှာတာစေဝါကူညီယူတာတွေစားတာတွေပဲဖြစ်ပါရဲ့နော် နောက်ထပ်ပြဿနာတစ်ခုကတော့ဥလန်းချောင်းယောဂတွေပဲဖြစ်ပါရဲ့เนาะသူရဲ့လက္ခဏာက IBL လို့ခေါ်တဲ့ဥလန်းချောင်းလှုပ်ရှားမှုမမှန်တဲ့ယောဂနဲ့ဆင်တူပါရဲ့เนาะစီးရုံသမားတွေမှာဥလန်းချောင်းပြဿနာဆိုလို့ရှိရင်ဥမာရှိတဲ့အောင်ကျောတွေထိခိုက်လို့ဖြစ်ရတာပါเนาะတွေ့တဲ့မှာကြားတဲ့တွေများလာတဲ့အခါမှာအောင်ကျောဆဲတွေကိုပျက်စီးစေပါတယ်ဒီလိုနဲ့အချင်းကြလာမယ်ဆိုလို့ရှိရင်အောင်ကျောတွေကလုံးလုံးပျက်စီးသွားမှာဖြစ်ပါရဲ့เนาะဒီလိုမျိုးဥလန်းချောင်းလှုပ်ရှားမှုတွေမမှန်တော့တဲ့အခါမှာဝမ်းချောတဲ့အခါချောင်းဝမ်းချောတဲ့အခါချောင်းဘိုက်တွေရေးဒီလိုမျိုးပြဿနာတွေကိုခံစားရပါတယ်เนาะ ကုသနီတွေကတော့လက္ခဏာတွေဆုံးနေတဲ့အချိန်ဆိုလို့ရှိရင်အစာကျေခဲတဲ့အစီနဲ့အမြင်တက်တွေကိုလျှော့စားပါ။ဥလန်းချက်လှုပ်ရှားမှုကောင်းပြီးတော့အစာကျေစေတဲ့ဆေးတွေတောက်ပါ။လိုအပ်မယ်ဆိုလို့ရှိရင်တော့ခွဲစိတ်ကုသရပါမယ်နော်။အဲဒါကြောင့်ဆေးကြောကြောင့်ဖြစ်တဲ့ဝယ်ပြဿနာတွေကိုလေ့လည်ရှုမှတ်ထားသင့်ပါဦးနော်။လက္ခဏာတွေကမဖြစ်နိုင်ဘူးဆိုပေမဲ့အချိန်ကြာလာတဲ့အခါနေ့စဉ်ဘဝမှာအနှောက်အယှက်တွေဖြစ်လာနိုင်ပါတယ်နော်။ဒီဝယ်မပြဿနာတွေကိုတက်တာစေဖို့ဆိုလို့ရှိရင်ဆေးကြောကိုတေချာထိန်ပါ။အစာအသောက်အစင်ချင်းပါ။နည်းနည်းနဲ့ခဏခဏစားပါ။ အစားစားပြည့်ပြည့်ချင်းမလှဲလိုက်ပါနဲ့နော်ပြီးတော့ဝါးပြဿနာတွေကိုလင့်လို့မရှိပါနဲ့နော်ဒီနေ့ပြပေးခဲ့တာ ਈ ကတော့စီချိုယောဂရှင်နေမှာတွေ့ရတတ်တဲ့ဝါးပြဿနာတွေအကြောင်းပဲဖြစ်ပါရဲ့နော်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်တဲ့ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့နော်